မင်္ဂလာညာချမ်းလေးပါခင်ဗျာ။သာအေးစီယာထမန်တောင်ကူရေးသားထားတဲ့တပွဲသားမုတ်ဆုနဲ့သင်းပိုက်တော်ကလူရှူကြီးဆိုတဲ့စိတ်ဝင်စားဖွယ်ရာတော်တွင်းမုတ်ဆုဇလန်းကောင်းလေးရဲ့တတိယပိုင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာ။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။ဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe မလို့ရသေးဘူးများ။လှူထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။မင်းကိုပေးပြီလို့ရမလားတကယ်ချင်း ထေဥစကားကြောင့်လူမောင်ခေါင်းကိုရမ်းခါလိုက်မိတကယ်ချင်းကိုညီမယ်မလားဟင်ထေဥတကယ်ဆိုရင်ဒါမျိုးကမင်းကိုယ်တိုင်ပေးမှာတင့်တာကွာငါသိပါတယ်လူမောင်ရဒါပေမဲ့ငါအเจ้าကိုမင်းလည်းသိရသားနဲ့ငါကမင်းလောက်တက်တိမရှိတတ်ဘူးလေကွာဒါကြောင့်ကိုညီပါနော်လုပ်ပါကွာထေဥကအတင်းချက်တောင်းဆိုလာပြီးမို့လူမောင်မတက်တာတော့ပဲအေးပါကွာငါပေးပေးပါမယ်တကယ်ချင်းကသူကူညီတောင်းတာကိုလက်ခံလိုက်တာမို့ ထေဥတော်အတော်ကိုပျော်သွားခဲ့ရတော့တာပါပဲကပတ်ခန့်အကြာဥပါတို့တို့အင်ရှိစီမှာအလူမန်းတကြီးတခုဟိဟိထလို့လူရဲ့ရောက်ဖို့ကလည်းဈာမတရက်သာလိုတော့တယ်လေလူသူတွေလည်းဝင်ထက်သွားလာနေကြပြီပေါ့မမထင်နေအဖြစ်ဥပါတို့ရဲ့အင်ရှိစီကအဖြူကံမှာအနီအောင်ဖောက်ထားတဲ့တစ်ခွာပန်းကလေးတပင်ကိုတခြားတစ်တုံးမှာကျိုးနဲ့တုတ်ရေလောင်းစိုက်ပြိုးထားလေတယ်မင်းသူတိုင်းကဒီတစ်ခွာပန်းလေးကိုလှာချောင်းတင်းချောင်းပြောကြတာပေါ့ဒီစကားအတန်တွေကြားမိလေတဲ့ တားကြီးတယောက်ကတော့အလွန်အလွန်ကိုပျော်ရွှင်နေမိတော့တာပေါ့တခြားဖူဖေးပေးထလိုက်တာအကိုရဲ့တစ်ခွာပန်းကလေးကသိတ်လှတာပဲသူမရဲ့တငယ်ချင်းဖြစ်သူအေးမားနဲ့ဒီတစ်ခွာပန်းကလေးကိုအကိုကထည့်ပေးလိုက်တဲ့ညကနားရောင်ဖြားဖြားအောင်မှာတစ်ခွာပန်းလေးကိုလက်နှစ်ဖက်နဲ့ဂျင်ချားစီညအမြန်တိုးနဲ့ခပွားပိုင်းရင်သူမရွတ်စွန်ပြီးတဲ့စကားသူမအတွက်တော့လုံးဝမေးမရနိုင်တဲ့ညတညပေါ့တစ်ခွာပန်းကလေးကိုရရှိတဲ့အချိန်ကနေစပြီးသားကြီးတယောက် အပင်လေးတေမသွားအောင်အတော်ကိုပဲဂယုတစ်ဆိုင်ပြုစုပြိုးထောင်လာခဲ့ရအခုဆိုရင်တော့ရပ်ပန်းအတွင်းသိခွာပန်းကလေးကစိမ့်လန်းလို့ရှင်တန်လာတယ်ပြီးတော့အဖူးကလေးတွေတောင်တွတ်တွတ်ကလေးတွေထွက်လာခဲ့ပြန်သေးတာဆိုတော့သားအီတို့အလွန်လွန်ကိုပျော်နေမိတာပေါ့မနှက်ပြန်ဆိုအလှဝင်ရမှုချိန်လောင်းလက်ရှိပါတယ်ဒါအတွက်ကြောင့်ဦးဘာတို့ရဲ့အင်ရှိအလှမန်းတဲ့စီမှာဖြတ်ပြုတ်ကြသူတွေမနှက်အတွက်ကုန်းတော်ပန်းတော်ပြင်ဆင်ကြသူတွေနဲ့စီစီကားကားရှိနေကြအဲ့ဒီအချိန်သေးဦးတယောက်ကတော့ဦးဘာတို့ရဲ့အင် အနောက်ဖက်စီကအမောင်ရိတ်စီမှာတစုံတစ်ယောက်ကိုရင်ခုန်တန်နေလှုပ်ခတ်သွားနဲ့စောင့်မျှော်နေလေတယ်။လာရောင်ဟိုတော့ကြောင့်အဝင်းကျင်ကိုတော့မသေးမကွဲမြင်နေရတာပေါ့မကြပါဘူးဗျ။အိမ်ဖက်စီကအေးတခုကခတ်တုတ်တုတ်ခြေလန်းနေတဲ့ထေဦးရှိရာစီကိုလှမ်းလာနေတယ်။မကြပါဘူးအနားကို ရောက်လာခဲ့ပြီပေါ့။စောင့်နေရကြပြီလားအကိုမကြသေးပါဘူးထားထားထားရဲ့ဟင်းအကိုလည်းမဟုတ်ပါလားထားစီကအာအသင်းနဲ့ထုတ်ပြန်လာတဲ့စကားကြောင့် ထဲဦးအလွန်အားတင့်သွားရတယ်။အကူမဟုတ်ဘူးဆိုတော့ရှင်ရှင်ရှင်ကဘာတူလဲ။ခိုင်းက စိတ်ထဲကအားအသင်းမှုနဲ့အတူဒေါသတန်စွန့်နေတဲ့တုံတုံရင်ရင်စကားတန်။ခိုင်းကျုပ်ကျုပ်ထဲဦးလေ။ခိုင်းကို တွေးဖို့စကားပါပြီးအကူစောင့်နေတာလေ။မဟုတ်ဘူးလေ။ကြက်ကြက်ကြမတ်ကိုကိုလူမောင်ကတွေးမယ်ဆိုလို့။ဟာထဲဦးရဲ့အာမေတိတ်အံ့ဩမှုနဲ့အတူရင်းစုံမှာကြီးမားတဲ့ငလျင်ကြီးတစ်ခုလှုပ်လို့ခြေလက်တွေကတုံတုံရင်ရင်ဖြစ်လာရတယ်။ လူလူလူမောင်ကိုဟုတ်လားထားကြီးဒါဒါဒါဆိုမင်းတို့ကကျမကိုကိုလူမောင်ကချစ်ပြေတောင်းဖို့ဒီညချိမ့်လိုက်တာသူကျမကိုချီအေးဆိုထားတယ်လीဟာထဲဥတရားဘာမှဆက်မပြောနိုင်တော့ဘူးနေရမှာတယ်ခြေလက်တွေမခံဘူးဖြစ်ပြီးဒူးထောက်ခွေကျသွားရတယ်ထားကြီးကထဲကိုတစ်ချက်ဆိုက်ကြည့်ပြီးတော့စိတ်ဝင်စားတဲ့ဟန်နဲ့လက်ထွက်သွားခဲ့ပါပြီထဲဥတရားရင်းဆုံးကဟတ်တက်ကွဲလို့မျက်ရည်တွေကပါးပြင်းစီကိုစီးကြရလေတယ် ဘဝတစ်လျှောက်လုံးမှာအရင်နှဆုံးဖြစ်ခဲ့ရတဲ့တငယ်ချင်းအဖြစ်ကသူ့အသက်ထက်မြန်တို့တန်ဖိုးထားရပြီးချစ်ခဲ့ရသူစီကအချစ်ကိုပြန်ရွယ်ရပ်ပါလေရောပေါ့ချစ်သူကလည်းလူမောင်းကိုချစ်နေတဲ့ဟန်နဲ့ဘာပဲဖြစ်ဖြစ်ချစ်သူကိုဆုံးရှုံးရဖို့ကအသေးချာတိုးပေမဲ့လည်းဒီဆုံးရှုံးမှုကိုသူ့အနေနဲ့ပြင်းပြထန်ထန်ကြီးမခံစားရဘူးပေါ့နောက်ကျောကနဲ့ဓာတ်နဲ့မသိမသာထိုးနေခဲ့တဲ့ငယ်ငယ်ချင်းရဲ့လုံးရက်ကတော့သူ့အတွက်ပြင်းထန်တဲ့မီးလောင်အဖြစ်အမြိုက်ခံနေရရက်ဆက်လိုက်တာလူမောင်းရဲ့ ထေဦးရဲ့ခက်တုတုစကားဘယ်သူမှတော့ကြားနိုင်မှာမထင်ခဲ့ပါဘူးရှင်လောင်းလှဲတဲ့လှဲတန်းကြီးကရှေလျားလိုက်တာမြင်ကွင်းတဆုံးပါပဲအလူရှင်အလူမားတို့ကပျော်ရွှင်နေတယ်လေကာလာသမီးတို့ကလည်းအလာကြီးမြိုင်သူနိုင်ကိုနိုင်ပေါ့ကာလာသားတွေကလည်းအလူလဲကိုတက်တက်ကြွားကြွားလိုအားပေးကြရင်အလာထိတ်ကောင်ကာလာသမီးတို့ကိုပိုးပန့်နေကြတယ်ဖိုးတက်ထေဦးမလာဘူးလားကွအေးမနဲ့ခရဲကမတွေ့သေးဘူးဟာဟာတကယ်ကြီးဖြစ်သူကိုစိတ်ကပူပန်လိုက်မိတာမို့ လူမောင်အလူလဲတန်းစီကအသာထွက်ခတ်ပြီးရွာစဉ်အနှံ့ကိုလိုက်ရှာလေတယ်ရွာစဉ်အနှံ့လိုက်ရှာလို့လည်းမတွေ့ခဲ့ပါဘူးသို့ပေမဲ့နောက်ဆုံးရွာလေးကိုထန်းလျက်လာပိုးတဲ့ကိုပါအင်းနဲ့တွေ့ပါမှထေဦးတယောက်ထန်းတော်စီကိုရောက်နေကြောင်းသိရပြီးလိုက်လာခဲ့ထေဦးကိုတွေ့တော့လူမောင်ရင်ထဲအတော်ကိုစိုးနေသွားရတာပေါ့ထေဦးလေထန်းမင်းအောက်စီကထန်းရီအိုးတွေကြားမှာပစိုးမနိုင်ပဝေါမနိုင်နဲ့ပိုးလိုပက်လက်လန်နေပြီးရှာကြီးတငယ်ငိုကြွေးနေလေတယ်လူမောင်ထေဦးကိုအပြေးထူလိုက် ထေထေထေဦးမင်းဘလို့ဖြစ်တာလဲကွာလူမောင်အတန်ကြောင့်ထေဦးမျက်လုံးတွေကိုအားတင့်ပြီးဖြွင့်ကြည့်လာလူမောင်မင်းရက်ဆက်လိုက်တာတငယ်ချင်းရဟာလူမောင်အန်အားတင့်သွားရတယ်ထေဦးကသူ့နာမည်ကိုတဖော့ဖော့နာနာကြီးချင်းရွတ်ဆိုနေလေတယ်ထေဦးမင်းဘာတွေပြောနေတာလဲကွာလူမောင်လောကမှာအကြောက်ရဆုံးအရာကနောက်ကျောကထိုးတယ်ဒါကွာမင်းကွာငါအပေါ်လှုပ်ရက်လိုက်တာထေဦးမင်းဘာတွေပြောနေတာလဲ ထဲဦးရဲ့စကားတွေကိုလူမောင်ဘာကူမှနားမလည်နိုင်ခဲ့ပါဘူးထဲဦးကလဲနေရကလူတွေထလာပြီးလူမောင်ကိုမျက်နှာချင်းဆိုင်လိုက်လူမောင်မင်းလိုတစ္ဆာဖောက်တဲ့ကောင်ကငါအတွက်တငယ်ချင်းမဟုတ်ဘူးမင်းကငါမုန်းဆုံးလူငါရန်သူပဲကွာထဲဦးတငယ်ချင်းငါမင်းရင်တငယ်ချင်းမဟုတ်ဘူးမင်းငါကိုမထိနဲ့မင်းလိုကောင်ကငါလက်သီးနဲ့ပဲတန်တယ်ပြောပြောဆိုဆိုထဲဦးစီကလက်သီးလုံးကလူမောင်စီကိုတိုးဝင်လာတယ် လူမောင်ရှောင်းဖို့တော့မတွေးမိသေးခင်မျက်နှာကိုထိလိုက်ပြီးအနားကိုယိုင်သွားရထေဦးမင်းဘာတွေဖြစ်နေတာလဲကွအာသေးသေးနဲ့လူမောင်မေးလိုက်ချင်းထေဦးကသရေတစ်ချက်ကို ထွေးလိုက်ပြီးတော့လူမောင်ကိုကတ်ဆင်းဆင်းကြည့်လို့သစ္စာဖောက်ကောင်သစ္စာဖောက်ကောင်လို့ပြောတာယိုင်ထိုးထိုးနဲ့တက်ထွက်သွားပါတော့တယ်ပေါင်ကြီးပြိုးနေခဲ့ပါပြီလူမောင်တယောက်စိတ်တွေရှုပ်ထွေးစွာနဲ့ရွာပြင်ကအချောင်းယုတ်ကလေးစီမှာထိုင်နေခဲ့တာအတော်ကိုကြာနေခဲ့ပြီပေါ့ ထေဦးတယောက်သူ့ဘော်ဘဲကြောင့်အခုလိုဆက်ဆံနေတယ်ဆိုတာသူတွေးလို့ကိုမရနိုင်ခဲ့ဘူးဖြစ်နေခဲ့ထေဦးရဲ့ဘာကြောင့်များအခုလိုဖြစ်သွားရတာလဲကွာလူမောင်ခတ်တိုးတိုးညီးတွားလိုက်မိတယ်အဲ့ဒီအခိုင်မှာပဲဟာ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 နောက်ဖက်စီကထွက်လာတဲ့ရေတန်ကြောင့်လူမောင်လှဲ့ကြည့်လိုက်မိတခါကတင်းပိုက်တောင်စီမှာတစ်ခွာပန်းခွာစင်တုံးကသူမြင်ခဲ့ရတဲ့ကဒုံးပြောင်ပြောင်နဲ့လူဖြူကြီးပေါ့ခက်ခက်ခမားကကောင်းလေးမင်းကမှန်းမိသားပဲ တခွာပင်ခွာတော့ကခမောင်းကိုကြုံမြင်ခဲ့တယ်အခုခမောင်းဘဲကဘလို့လူမောင်ဇဝေဇဝါနဲ့ဖြစ်နေတာကိုလူဖြူကြီးကသဘောကျသွားလေတယ်မင်းကငါဘဲကဘလို့ဒီလို ရောက်လာတယ်လဲဆိုတာကိုသိကျင်တယ်ဗောဟိ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 ငါပြောပြမယ်ကောင်းလေးရငါနေတဲ့အိမ်ကလေးကိုမင်းကဖျက်ဆီးသွားတယ်မှတ်လားအဲဒီတော့ငါအိမ်အစ်စ်ရှာရတယ်အခုအိမ်အစ်စ်ရှိရမှာငါလိုက်ပြီးနေနေတာပဲအေးအိမ်ဆိုတာကတစ်ခွာပန်းကလေးကိုပြောတာလား ဟုတ်တယ်ကွာဒါဆိုအိမ်အစ်တစ်ဆိုတာကရောအိမ်အစ်တစ်ကမင်းပဲလေအဲ့ဒီနေ့ကမင်းခန္ဓာကိုယ်ကခြုံရင်းကြကြောက်ငါမင်းကိုအိမ်အဖြစ်အသုံးပြုခဲ့တာမင်းခန္ဓာကိုယ်ကအခုဆိုဒီဘက်တွေကမင်းဟာညာဘက်တွေကငါဟာပဲအခုမိုးချို့ပြီငါလည်းရောက်ပြီလူကြီးကပြောပြောဆိုဆိုပဲတစ်ချက်လှုပ်ရှားလိုက်အဲ့ဒီခဏမှာပဲလူမောင်ဟာလွင့်ငနဲ့ခံစားချက်နဲ့အတူအိမ်မောကြသလိုဖြစ်သွားရတော့ဒါပါပဲလူမောင်တယောက်အဝေးစားတစ်တစ်လွန်လွန်ဝစ်ပြီးမန်းတက်ထဲကိုဝင်လာခဲ့ မန္တထဲမှာတော့ဧည့်သည်တွေကိုအဲ့ခံကျွေးဝင်နေကြတာရှိပေမဲ့လူတော်တော်များများကတော့ယုံစုယုံစုနဲ့တီတို့တီတို့စကားတွေကိုစိုးနေကြတယ်ဒီကိစ္စကိုလူမောင်ကသတိထားမိပြီးသူနဲ့ရွယ်တူ ကာလာသားတို့အကြောကို ရောက်သွားချိန်မေးမြန်းကြည့်ရမှာတော့ညောင်တော်ကဝသားဟင်းတွေအိုးလိုက်ကြီးပျောက်သွားလို့တဲ့ဟာအိုးလိုက်ကြီးဘဲကဘလို့မပြောတတ်ပါဘူးကွာအကုန်လုံးမန္တထဲမှာအရေးဆိုင်ရှိမှာကဇောကတ်နေကြတော့မှာအနောက်ကနေမသွားလာပဲတော်သေးတယ် ။အိုးကိုတော့မနန်လေးမှနောက်ဖေးတောဆက်စီကပြန်တွေ့တယ်ကွ။ခင်းတွေကတော့အပြောင်းပဲကွ။လူမောင်စိတ်ထဲထင့်ငနေဖြစ်သွားတယ်။မနန်တုံးကအိယာကနိုးနိုးချင်းအဖြစ်ကသူ့ကောင်းတဲ့ကိုတိုးဝင်လာတယ်လေ။အိယာကနိုးချင်းမှာသူ့လက်နှစ်ဖက်နဲ့ပါဇက်စီမှာအပြင်အဝေးစားတွေမှာပါခင်းစီတွေစွန့်ပင်နေလေတယ်။ချက်ချင်းပဲမနေညာကအဖြစ်ပြက်နေတူလူဖြူကြီးကိုသတိရမိသွားရတယ်။ဒါနဲ့ရင်နဲ့ထိတ်ခနဲ့ဖြစ်ပြီးစိတ်ကလည်းရှုပ်ရှုပ်ထွေးထွေးဖြစ်သွားရတယ်။နောက်တော့စိတ်ရှုပ်ထွေးမှုနဲ့ တတစေဖို့အိယာကထပြီးရေမှုချိုးလို့အခုအလှဘက်ကိုထွက်လာခဲ့တာပါပဲအခုရောက်ရောက်ချင်းကိုပဲပြဿနာကတူးထင်းသလိုဖြစ်နေခဲ့ပြီလူမောင်အဲအဲအဲဗျာလူမောင်အတွေးတစ်ခဏလွန်သွားတော့အနောက်ဘက်စီကခေါ်တန်ကြောင့်အယောင်ယောင်နဲ့ထူးလိုက်မိလဲကြီးတော့ကိုဖိုးခွေရဲ့ခဏလောင်းကငါပြောစရာရှိလို့ဟောဟောကဲကိုကိုဖိုးခွေကလူမောင်ကို လူသူလေးပါကင်းရှင်းရာစီကိုခေါ်လာခဲ့လူမောင်ညတော့ကဒီကဟင်းတွေအိုးလိုက်ကြီးကိုပျောက်သွားတာတဲ့ လူမောင်မျက်စိမျက်နှာပြတ်သွားရတယ်။ကိုဖိုးခွေးကလူမောင်မျက်နှာအခြေအနေကိုမသိတရအောင်ပြုတ်လိုက်ပြီးတော့ပျောက်ရကတကောင်ကြော်ပြီးမှလို့သိရတယ်ကွ။အဲ့ဒါလိုက်မေးကြည့်တော့အဲ့ဒီအချိန်မင်းနောက်ဘက်ကိုသွားသေးတယ်လို့သိရတယ်။ကိုဖိုးခွေးစကားကိုနားထောင်ရင်းနဲ့လူမောင်ဇော်ကျွေးတရအောင်စို့တက်လာတယ်။ငါသိကျင်တာကွာ။အဲ့ဒီအချိန်မင်းသွားတော့ကခင်းဦးကြီးရှိနေသေးလားလို့လူမောင်ရုတ်တရက်တော့ဘာမှပြန်မပြောဘူးဗျ။ကျုပ်ကျုပ်သွားတော့သွားတယ်ဗျ။ဟိုဟိုဟိုလေး ဒါပေမဲ့ဟင်းဟိုးကချီချီရှိမနေသေးဘူးဗျကိုဖိုးကကလူမောင်ရဲ့မျက်နှာစီကတစုံတစ်ခုကိုတီးလိုက်ပြီးသလိုရှိသွားတယ်ဒါပေမဲ့လေလူမောင်မရိပ်မိအောင်အသာပြန်ထိန်းလိုက်ပြီးတော့အေးအေးအေးပါကွာငါသိချင်တာအဲ့ဒါပါပဲကဲကဲလူမောင်သွားသွားကြည့်တော့ကွာဥမာခဏဆိုဧည့်သည်တွေကလာကြတော့မှလောက်ကူလိုက်အောင်တိလာလူမောင်ညားကစိတ်တွေနဲ့အတော်ကိုမုန်းချက်သွားရတယ်မန်တဲ့ဘက်ကိုလှည့်ထွက်လာတော့အဝစီမှာထေဦးနဲ့စုံပြန်တယ် ထေဦးကသူ့မျက်နှာကိုစိစိကြည့်ပြီးတော့တောက်ခေါက်သွားလျက်လူမောင်မန်းတက်ထက်ကိုဆက်ဝင်လာတော့သူ့လက်ကိုအသာတိုးထီလာတဲ့လက်တစ်ဖက်လှဲ့ကြည့်ပြီးတော့ထားဤဖြင့်အကုန်ဟိုဘနာကိုခတ်တာလာခဲ့အောင်ထားဤရဲ့ရင်းနှီးလုံးနေတဲ့အခေါ်ကလူမောင်အတွက်တော့တူတူဆန်းဆန်းဖြစ်သွားရတယ်ထားဤကအရင်ထွက်သွားနှင့်နေညတော့ကဘာတွေဖြစ်ခဲ့တယ်မသိဘူးသူ့အနေနဲ့တော့ဒီကိစ္စလေးကိုဘလို့မှတွေးလို့မပေါ်ဘူးဖြစ်နေမသိမသားနဲ့ထားဤခေါ်ဆောင်ရာကိုထွက်လာလိုက်တယ် ူမောင်နေရတာဘလို့မှအစင်မပြေတော့ဘူးပေါ့အကိုသားကြီးရဲ့ခေါ်တန်းကယွန်းယွန်းဆဆာလူမောင်ရုတ်တရက်နားမလည်နိုင်ဘူးဖြစ်သွားပေမဲ့ချဲ့ချင်းမဲ့အဖြေကိုသဘောပေါက်သွားခဲ့တယ်သားကြီးရှင်းရှင်းအကိုကိုလေးအကိုတို့အကြောင်းကိုသားကြီးရဲ့အိမ်ကတိထားလာရင်သားကြီးကချိုးလွင်တဲ့မျက်ဝန်းလေးနဲ့လူမောင်ကိုကြည့်လို့ခေါင်းကို အသာရမ်းပြသားကြီးအဲ့ဒါဆိုရင်အခုအကိုတို့တွေ့နေတာကိုသားကြီးမိပါတယ်သိရင်ပြဿနာတက်မှာပေါ့ ီတခါတော့ထားအိကခေါင်းကိုရမ်းလို့ခက်ဖွားရဲလိုက်ပြီးတော့အင်းကလူတွေက အကုတ်ကိုသဘောကျပြီးသားပါအကိုရဲ့ဟင်ဟုတ်လားလူမောင်ပြောစရာစကားတော်ပျောက်ရှာသွားပြီပေါ့ဒီအခိုက်သူတို့နဲ့မလန်းမကန်းစီကို ရောက်ရှိလာတဲ့ထဲဦးလူမောင်နဲ့ထားအိတို့အတူတွဲဖက်ပြီးမြင်လိုက်ရတာမို့ထဲဦးရဲ့မျက်ဝန်းတွေကဘီဝဝန်တောင့်နေခဲ့တယ်ထဲဦးလူမောင်ကထားအိကိုထားရပြီးတော့ထဲဦးရှိရာစီကိုလှမ်းသွားလိုက်တယ်ဆိုပေမဲ့ ထေဦးကလူမောက်ကိုစင်းစင်းကားကားကြည့်လို့လက်ထွက်သွားခဲ့ပါတော့တယ်။ယနေ့နေဝီတရောအချိန်ထိုင်နေကြရိုးပြတ်တောစီမှာလူမောက်ထိုင်နေခဲ့တယ်။သူ့မျက်ဝန်းတွေကသစုံတစ်ခုအတွက်ကိုပြင်းထန်ပြက်သားတဲ့ဆုံးဖြတ်ချက်ချထားတဲ့ဟန်ရှိနေပါလေရဲ့။တဖြည်းဖြည်းနဲ့အမောင်တူးကတိုးဝင်ရောက်လာခဲ့တဲ့အချိန်မှာတော့ကောင်းလေးအနောက်ဖက်စီကခေါ်တယ်။ဒီတခါတော့လူမောက်စိတ်လို့ရှားမှုလည်းမရှိထိတ်လန့်မှုလည်းမဖြစ်ဘဲနဲ့သွေးအေးအေးနဲ့လှဲ့ကြည့်လိုက် ခင်ဗျာဘာတွေလုံးနေတာလဲလူမောင်ရဲ့အမေလူဟူကြီးကပြန်ဖြေတာပေါ့မင်းဘာကိုမေးတာလဲအလူအိမ်ကဟင်းကိုပြောက်တဲ့ကိစ္စနဲ့ဟိုမင်းကလေးကိစ္စလေလူမောင်ရဲ့စကားကြောင့်လူဟူကြီးကတဟိဟိနဲ့ရဲလိုက်ပြီးတော့ဟောဒါလားညတော့ကငါဘိုက်စာသွားလို့အဲ့ဒါဝသားဟင်းအနန်းကလည်းသိမ့်မွေးနေတော့ဒူစားလိုက်မိတာဟိုကောင်မလေးရဲ့ကိစ္စကတော့ငါအိမ်ဖြစ်တဲ့မင်းအတွက်တာယာမှုရှိမယ်ထင်လို့ငါစင်စင်ပြီးလုံးလိုက်တာဘာ လူမောင်အော်ပေမဲ့လူဖြူကြီးကအရင်မပြတ်ခဲ့ပါဘူး။ဒါကြောင့်လူမောင်ဒေါသပိုလို့ထွက်သွားရပါတယ်။အခုခမည်းရဲ့လုံရက်တွေကြောင့်ကျုပ်သစ္စာမရှိတဲ့ကောင်လုံးလုံးရှားရှားဖြစ်နေပြီဗျ။ခမည်းရဲ့လုံရက်တွေကြောင့်ကျုပ်အခုရွာထဲကိုပြန်ဝင်ဖို့တောင်စိတ်ကမရဲတော့ဘူး။ကျုပ်တသက်လုံးဆောင်းစည်းခဲ့တဲ့တိတ်စာတွေဟာအဲအားတွေကအခုအလကားဖြစ်ကုန်ပြီဗျ။ကျုပ်တငယ်ချင်းနဲ့စုံလိုက်တာကျိုးရင်ထဲကမီးတွေတောက်လောင်နေရပြီဗျ။လူမောင်ဒေါသတကြီးအော်ဟစ်လိုက်ခံစားချက်ပြင်းထန်မှုကြောင့်မျက်ရည်တွေပါဝဲတက်လာခဲ့တယ် ဒီတစ်ချိန်တော့တပြူပြူဖြစ်နေတဲ့လူဖြူကြီးရဲ့မျက်နှာကတည်သွားခဲ့ပြီးတော့ကောင်းလေလူမောင်ပြန်မထူလူဖြူကြီးကလူမောင်မျက်နှာစီကိုတိုးလိုက်ကဆက်လက်ပြီးတော့ပြောလာခဲ့မင်းအဲ့ဒီကောင်နဲ့မန်နေဂျင်းဆိုင်လာတာမင်းအတွက်မီးတောင်လောင်းနေရတယ်ဆိုရင်အဲ့ဒီလူမဖြစ်အောင်ငါတတ်ပေးမယ်လူမောင်ထိတ်ပြာသွားရတယ်ခခမြောင်အဲ့ဒီလိုလုံးလို့မရအောင်နော်ခမြောင်ထဲဦးကိုဘာမှလုံးလို့မရဘူးအဲ့ဒီလိုလုံးရင်ခမြောင်ကိုကြုတ်တတ်မှာနော် ခါးစီကဓာတ်ကိုထုတ်ပြီးပြောလာတဲ့လူမောင်ရဲ့အပြောကြောင့်ဒီဖြူကြီးကဟားတိုက်ကရယ်လိုက်ပြီးတော့ငါကနန်လောကသားလေမင်းကငါ့ကိုဘယ်လိုလုပ်တတ်မှာလဲခမရဘာပဲဖြစ်ဖြစ်ကြိုးရအောင်တတ်မယ်အင်းတဲခက်တဲ့ကောင်ပဲကွာဒီကောင်အေးလေမင်းမယုံရင်လည်းစမ်းကြည့်ပေါ့ဒီရောက်တော့ဖြစ်လာတာကဲကွာဒီဖြူကြီးကိုဓာတ်နဲ့ထိုးချလိုက်ပေမဲ့ဓာတ်ချက်ကလေထဲကိုသာခွင်းသွားလေတယ်လူမောင်အန်အားတင့်သွားရလေပြီးတော့ကဲဘလိုလဲကွာ လူလူကြီးကအွန်လိုင်းသူတို့အထက်စည်းကနေမေးလာလူမောင်ကအန်ကိုတင်းတင်းကြိတ်လိုက်ပြီးတော့ခမ ्या ကိုတခုခု လုံးလို့မရဘူးဆိုတာကိုတော့ကြုံမယုံဘူးငါ့ကိုမင်းဘာမှလုံးလို့မရပါဘူးကွာလူမောင်ငြိမ်ပြီးတစ်ချက်တွေးလိုက်တယ်ပြီးတော့သူ့လွယ်အိတ်ထဲမှာတစုံတစ်ခုကိုမတိမတာဆမ်းလိုက်ပြီးတော့ကြုံမေးစရာရှိတယ်မေးလေငါဖြေမဲကွာခမ ्या ကနေရောညမှာကြုတ်ခန္ဓာကိုယ်ထဲမှာဝင်နေတာလားမဟုတ်ဘူးမင်းခန္ဓာကိုယ်ထဲမှာငါညှပ်ပဲပဲငါနေနေတယ် နေပဲဆိုကျုံရမှာငါအိတ်နေတယ်။ညာဘက်ဆိုမှမင်းစီလာပြီးငါအစာရှာတယ်။လုံးချင်တာလုံးတယ်ကွာ။မင်းလိုအိမ်လေးကိုရထားတာငါပြောတယ်။ဒါဆိုနေ့လည်းကခမရအိတ်နေခဲ့တာပေါ့။အမှန်ပဲ။ဘူးနာကငါနိုးပြီးမင်းစီကိုလာတာ။ကောင်းပြီလေ။ဒါဖြင့်အခုကစားပြီ။ခမရကျုပ်ခန္ဓာကိုယ်ကလေးကိုဝင်လို့မရတော့ဘူး။ဘာလို့လဲကွာ။ငါ့ကိုမင်းကတားနိုင်လို့လား။တားနိုင်တယ်။လူပေါင်းကပြောပြောဆိုဆို လွယ်ရည်ထဲကိုနှိုက်ထားတဲ့လက်ထဲကပြေကျူးကိုထုတ်ပြီးတော့ခန္ဓာကိုယ်စီမှာရင်းအောင်လိုက်ဒါကလေးနဲ့မင်းကငါ့ကိုတားနိုင်မယ်ထင်နေတာပေါ့ခမောင်ဆန်းကြည့်လေလူလူကြီးကလူမောင်စီကိုတိုးဝင်လိုက်ဘုံကနေပြန်လွင့်ပြီးတော့လွှဲထွက်သွားခဲ့လေမင်းမင်းငါ့ကိုလှုပ်တယ်ဟုတ်လားကဲအခုခမောင်နဲ့ကျုပ်ဇလန်းပြတ်ပြီလူပုံကထန်ရာကထပြီးပျော်ပျော်ရွှင်ရွှင်နဲ့ပြောလိုက် လူလူကြီးကအမျက်ချောင်းချောင်းထွက်ကအန်ကိုကြိတ်လိုက်ပြီးတော့ ကောင်းလေးမင်းငါကိုလက်မခံရင်မင်းတို့တရွာလုံးကိုပြောင်းဆန်အောင်ငါဒီညတောင်းချမ်းပြမယ်မင်းတငယ်ချင်းကိုလည်းငါလုပ်ပြမယ်မင်းကြည့်နေလိုက်လူမောင်ပြုံးလိုက်ပါလေရိုးရှင်းစွာနဲ့တွင်းလေးမအယုတ်ထင်လို့ဖြစ်နေတဲ့သူကဘာများလုံးနိုင်ပါလဲခမများလုံးနိုင်ရင်လုံးပေါ့အေးငါလုံးပြမယ်ကွာလုံးချင်တာလုံးကဲကျုပ်တော့ပြန်ပြီဗျာလူမောင်ခက်ပြပြပြောကထွက်လာခဲလိုက်ဥပါတို့ရဲ့အိမ်ရဲ့ခေါမိုးပေါ်က တစုံတစ်ခုကခုံချလိုက်တယ်လို့အတန်ကြီးအတန်နဲ့အတူအိမ်ကြီးကလည်းတိတ်ငယ်နဲ့ဖြစ်သွားရတယ်။အလူပြီးကသာမလို့သေးလေတောင်မနာရသေးဘူး။ဒီတန်ကြီးကြောင့်ဥပါဒတို့တိန်လုံးပြရခတ်သွားကြကအပြင်ကိုထွက်ကြည့်ကြ။အိမ်ခေါင်ဘိုးပေါ်မှာဘာမှမရှိနေဘူး။နဘေးအိမ်ကအတန်ဥပါဒတို့လဲကြည့်ပေမဲ့လည်းဘာမှရှိမနေပြန်ဘူးပေါ့။အတန်ကအဲ့ဒီကနေဆက်ပြီးအခြားအိမ်တွေစီကိုဆင့်သွားခဲ့တယ်။တရွာလုံးပြောင်းဆန်ကုန်ကြပြီ။အိမ်နဲ့အိမ်နဲ့အပြင်ကိုထွက်ကြည့်ကြပြီမဲ့ ာကိုမှမတွေးရဘူးသူတော့ထူးဆန်းနေပြီဒါအမောင်ပေယောကတခုပဲဖြစ်မယ်တက်တီနားလေသူချို့ကပြောကြတယ်မကြပါဘူးဗျာဒေါ်ရဲ့တောင်ပိုင်းစီမှာအော်တန်ဟစ်တန်တွေကြဲကြဲလောင်လောင်ထွက်ပေါ်လာတယ်ဒေါ်တောင်ပိုင်းကဒေါ်တို့ကိုတည့်ရစီးလို့တဲ့လူအုပ်ကြီးကဒေါ်တို့တို့အိမ်ဘက်စီကိုပြေးသွားကြတယ်ဒါပေမဲ့လူအုပ်ကြီးတောင်ဒေါ်တို့အိမ်စီမရောက်သေးဘူးဒေါ်ရဲ့အနောက်ဘက်ပိုင်းစီကအော်တန်တွေထွက်ပေါ်လာပြန်သေးတယ်ဝင်းမောင်ကိုတည့်ရစီးလို့တဲ့ တရဲကဒေါတို့စီကနေထွက်ပြီးဝင်းမောင်စီကိုသွားစီတာလူကြီးကလည်းရွာနောက်ဘက်ကိုလိုက်ကြည့်သူတို့ရွာနောက်ဘက်ကိုတော့မရောက်သေးဘူးရွာရဲ့မြောက်ဘက်စီကအော်တန်နေတဲ့အတူတရဲစီးပြန်ပြီးဆိုတာကိုကြားနေရပြန်လေရောမြောက်ဘက်ထိပ်ပြီးတော့ရှေ့ဘက်ပြီးတော့ရွာလေဘက်နောက်တောင်ဘက်ဘက်တရဲစီးခံရတာတညာလုံးကိုလုံးလေချားလေလိုက်နေတော့တာပါပဲရွာသူရွာသားတွေဒီအောင်မကိုညားမိနိုင်ကြဘူးဖြစ်ကုန်ကြတယ်ဒီလိုနဲ့မနေ့လေးမိုင်းမှာတော့တရဲကတစုံတစ်ယောက်ကိုဝင်စီးပြီးလုံးဝပြန်မထွက်တော့ပါဘူး တရေအစည်းခံရသူကတော့တင်းကုတ်စီမှာအရင်မူပြီးအိတ်နေတဲ့ထေးဥရေပေါ့လူမောင်အင်ရှစ်စီကခေါ်တန်းကြောင့်လူမောင်ကြီးလိုက်မိလိုက်ထေးဥရေအကို ကိုထေးအောင်ဖြစ်နေအကိုလာလေဘာကိစ္စရှိလို့လဲထေးအောင်ကမျက်နာမတာမယာနဲ့လူမောင်အရှိစီကိုရောက်လာခဲ့မင်းတငယ်ချင်းလူမောင်တရေအစည်းခံရတယ်ကွာအခုအဲ့ဒီတရေကမင်းကိုတွေ့ကျင်နေတဲ့ဗျာလူမောင်ချက်ချင်းပဲထိတ်ထိတ်ပြပြဖြစ်သွားပြီ သေးဦးစီကိုပြေးခဲ့လိုက်လူမောင်ရောက်တော့သေးဦးတို့အိမ်မှာလူအုပ်ကြီးကဝိုင်းနေတယ်လေလူမောင်ရောက်လာပြီလမ်းဖယ်ပေးကြအောင်ဟလူအမများဖယ်ပေးရစီကလူမောင်အိမ်မော်စီကိုတက်လာခဲ့တယ်အိမ်မော်ကိုခြေချလိုက်တာနဲ့ခြေချောင်ကြီးစင်းခေါင်းကိုငုံခါလက်တီးကိုကြစ်ကြစ်ပေါအောင်စုပ်ပြီးဆဲဆိုချိန်မောက်နေတဲ့သေးဦးကမော့ကြည့်လာတယ်မင်းတို့ငါမကြည့်နဲ့ဘူးသားကြောင့်မင်းသိချစ်တဲ့မင်းသိငယ်ချင်းကိုငါတပတ်အတွင်းသွေးအေးနဲ့တတ်ပြမယ်။ဟာ လူမောင်နေမကလူယုတ်ကြီးစီကဩကနေအာမေရိတန်တွေထွက်ပေါ်လာခဲ့လူမောင်ကထိတ်ထိတ်ပြပြနဲ့မဟုတ်ဘူးမလုံးနဲ့ခမောင်ကကျုပ်စီမှာပဲနေခြင်းနဲ့ဆိုကျုပ်ဓာတ်တွေကိုချုပ်ပေးမယ်လူမောင်က ပြောပြောဆိုဆိုကိုပဲကြီးတောင်ဓာတ်တဲ့ PA ကျိုးတွေကိုဖြုတ်ချလိုက်မရတော့ဘူးကောင်လေးမနေ့ကမင်းကောကိုသွေးလိုဆန်းသွားတယ်ဘာမှမလုံးနိုင်ဘူးအထင်နဲ့မင်းကောကိုအထင်သေးပြီးစိန်ခေါ်တယ်ဒါကြောင့်ငါဆိုတဲ့ကောင်ကငါအောင်ကြောင့်ကောင်းကောင်းပြရမယ်ကွာဟုတ်ကဲ့ပါခမောင် စာရေးစရာထမန်တောင်ကိုရေးသားထားတဲ့သပွဲသားမုံဆိုးနဲ့တင်းပိုက်တောင်ကလူဖြကြီးဆိုတဲ့စိတ်ဝင်စားဖွယ်ရာတော်တွင်မုံဆိုးဇလန်းကောင်းလေးရဲ့တတိယပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင် နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်တင်ဆက်သူကတော့ကျွန်တော် ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ